ညီအောင်မင်္ဂလာပါ Scottify Channel ကနေပြန်လည်ကြိုဆိုရပါကျွန်တော်ကိုင်းဖြစ်ပါတယ်ညီတို့ဒါမနေ့ကကိုင်းဒါ England အဲကျွန်တော်ပါဗောနော် EFN Cup ထဲက ဒီပါဘူးသေးနဲ့ပဲလေးပွဲစဉ်မှာပဲလေးဘော်ဒီလေးရွေးချယ်ပေးခဲ့ပါတယ်ညီကိုတို့ဒါပဲလေးအနေနဲ့ကကိုပြက်ကိုဒါဒီပါဘူးသေးကိုနိုင်ဝါးရေပြောလို့ရရပါတော့အညီကိုတို့လည်းဒါအစီအမံမလို့ယုံကြည်တယ်ရမယ်လို့လည်းယုံကြည်ပါတယ်ဒီဒါတပွဲကောင်းဒါဒီနေ့ကတော့မောင်းကက်တော့မတင်ပေမင်းကကိုရင်းဒါနေ့ရရှိပြီမောင်းကက်ကတတင်းကျိုးတတင်းကျိုးဒါမင်းကလည်းတတင်းကျိုးပါတယ်ဒါ brighton body နဲ့တတင်းကျိုးရေပေါ့နော်ကျန်တဲ့ပွဲအစီအမံတယ် chromoni body အစီအမံတယ် power body အစီအမံတယ် အဲပြီးဒါပဲလီဘော်ဒီစင်ပြေပေါ့နော် brighton body လေးနဲ့ဒါတသိန်းကျိုးသွားတယ်ပေါ့နော်ဒီဒီနေ့ကပွဲနေတဲ့အတွက်မောင်းကတ်တော့မတင်မေးတော့ဘူးပေါ့နော်တပွဲကောင်းပဲရွေးချယ်ပေးပဲပေါ့နော်ဒီပွဲစီကဒါ italy series တွေကပွဲပဲပေါ့နော်ပီဇာနဲ့လာစီရောလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်နော်အဲလာစီကိုအတင်းဘက်ကနေတေး -60 ကိုပေါင်းစင်းနှလုံးမိုင်း -30 အထိပေးထားတယ်ပေါ့နော် ဒီဈေးတန်းကတော့လာဒီယိုအနေနဲ့ကတော့ပီဇာကိုပေးတဲ့ဈေးတန်းတော့နည်းတော့ပြောလို့ရရပါတော့ဟာတူကတွေးဆောင်တာတော့မရှိဘူးဒါပီဇာရဲ့ကျွန်တော်ရလပိုင်ပြန်ကြည့်ရမယ်ဆိုရင်ပြီးခဲ့တဲ့အပါက AC Milan ကွင်မှာဒါ AC Milan တေးတူးတူးဆိုပြီးတော့ရအောင်ကန်သွားနိုင်တယ်ပြီးရင်ဒါဘီရိုနာကိုဒါဈေးကြီးတေးကြတာလည်းဘရိုနာကတော့ရှုံးထားရပါတော့အဲဖရိုဒီနာကိုဒါဈေးကြီးကန်ထားရပါတော့ပီဇာကတော့ဒါဒီနှစ်မှာနည်းနည်းလေးနည်းနည်းလေးမာကျော်တဲ့ထဲမှာတော့ပါရပါတော့ကျွန်တော်ဒါ ပြီးလာဇီယိုရဲ့တော့ရက်လက်ပဲမြင်သွားကြည့်မယ်လာဇီယိုလည်းဒါရှုံးပွဲနောက်ဘုံးဒါနှစ်ပွဲဆက်တော့နိုင်ထားရှိတယ်ဂျူမင်တက်ကိုတော့ဒါဝန်စည်းနိုင်ထားတယ်ပြီးရင်အတလန်တာကိုလည်းဇီစည်းနိုင်ထားရပါတော့ပေါ်ပါကြောင့်ဒီနေ့ဇီဒန်တော့တိတ်တော့မကြိုက်ဘူးလားအဲလာဒီယိုအနေနဲ့ဒါဇီဒန်တည့်ရတော့နဲတယ်အဲပီဇာက ပြောမယ်ဆိုရင်ဒီနေ့အိမ်ကွင်းကစားအားတော့ဒါဟိုကြစ်လစ်မယ်လို့ထင်တယ်ပေါ့နော်ဒီဈေးတန်းကဒါလာစီယိုမနိုင်မဲ့ဈေးတန်းလို့ပြောလို့ရတယ်ဒါဘူကီနီနဲ့ကဂိုဘောင်းစီနှလုံးပိုင်းနဲ့30ထိကဒီဘွဲကဒရောကြရင်ကြာသွားနိုင်တဲ့ပွဲပေါ့နော်ပြီးတော့တတိထားမှာမင်းကြီးအဲအပေါ်ကြီးတော်တော်များများပေးတယ်ဒါနောက်ကျပွဲတွေမှလာဒါအအဲနောက်ကြပွဲတွေမှာဂျီနူနာဟိုအပေါ်ကြီးပဲကြာတာပေါ့နော်ဒါခရီမိုနီအောက်ကြီးကနိုင်သွားတယ်ကျန်တဲ့ ပွဲစဉ်တွေမှာဆိုဒါရိုမာတော့ဒါပြားဆုံးလေးတော့ရှုံးနေမယ်ရိုမာကတော့နိုင်နိုင်သွားရပါတော့2-1ပြီးသွားရင်ဂျူဝင်တက်တီဒါအပေါ်ကြီးအောင်သွားတယ်ပြီးကိုမိုတို့ဒါအပေါ်ကြီးအောင်သွားပြီးပြောလို့ရတယ်ဗောနော်ဒီနေ့ဒါလာဇီကိုကျွန်တော်ပေးတဲ့ဈေးတန်းတော့တိတ်တော့မကြိုက်ဘူးဗျတိမ်ပိုင်းနဲ့60ဆိုတော့ဒါဒီဘက်ကဒရောလောက်တော့ပါမယ်တော့ဒီနေ့ပီဇာနေနဲ့ဒရောတော့ကန်နိုင်မျိုးထင်တယ်ဗောနော်ဒါကြောင့်ကိုရင်ကတော့ပီဇာနဲ့လာဇီကိုပွဲစဉ်မှာဆိုရင်တော့ပီဇာဘော်ဒီလေးကြိုက်ပါတယ်ကြိုက်တူညီလိုက်ပြီးကစားရရပါတယ်ကြိုက်မတူတော့ဘက်ကန်ကစားလို့ရပါတယ်နော်ကိုရင်တေဂန် channel လေး join လာပြီးပါနော်တေဂန် channel လေးမှာဒါအဲဒီဘက် ွဲကောင်းနေမောင်းကြတယ်အများနဲ့တင်ပြပါတယ်ပွဲများအများဆိုလို့ဒါ၃လေးပွဲတော့တင်ပြပါမယ်เนาะဒါကြတဲ့ကန် channel လေးကို join ထားဖို့မမေ့ပါနဲ့ channel ရဲ့ link လေးကိုဒီ video ရဲ့ comment link မှာအောင် bio link မှာရှိပါတယ်เนาะအဲ link လေးကို copy ယူပြီးတော့တဲကန်စင်းမစင်းမှာ page ချပြီး link လေးနေပြီး join ပြီးပါเนาะကိုလို့ဒါနောက်နေ့ပွဲတင်မှာညိုတူပြန်ပြီးဆုံမအောင်မဲ့အားလုံးဒီနေ့အားပဲလုံးဆက်လိုက်ပါတယ်